ရီမြင့်ရီဇက်တိုက်မြင့်တက်လာတာကြောင့်မင်းမှုနဲ့မကွေးမြို့ကရက်ွက်တချို့ရေနစ်မြုပ်နေပါတယ်ဒီအကြောင်းကိုမကွေးမြို့အခြေစိုက် RFA သတင်းတော်ကိုစောတူသတင်းပေးပို့ထားပါတယ်ရှင်မိုးဇက်တိုက်ရွာပြီးရေကြီးတာရဲ့နောက်ဆက်တွဲ AR မြင့်ရီဇက်တိုက်မြင့်တက်လာတာကမကွေးမြို့ကန္တလန်တလျှောက်မှာရှိတဲ့အောင်မြင့်တိုင်ရက်ွက်နဲ့မြို့အောင်ရက်ွက်တွေမှာရေဝင်ခဲ့ပြီးမြင့်နောက်ဘက်ကမင်းမှုမြို့မှာတော့လူနေရက်ွက်တွေကိုရေနစ်မြုပ်နေပါတယ်ရေမြုပ်ခံရတဲ့အမှတ်1အမှတ်3 မှားလေးရက်ွက်တွေမှာရှိတဲ့အင်းအောင်စုပေါင်း600နီးပါးနဲ့လူရေ2500ကျော်တို့ဟာရေပိတ်လို့ရကိုပြောင်းရွှေ့နေထိုင်ကြရတယ်လို့ဆိုပါတယ်။ Listen တော့ဟွာလောက်ဘောဝိုင်း၃နှစ်တစ်ချိန်ဝိုင်းထက်တဲ့ချိန်တော့တော့ရေတော်တော်ကြီးတယ်။ကျန်တဲ့ချိန်ကတော့လောက်ဘောဖြစ်တယ်။ဒါတလုံးနဲ့ဟိုပြောရင်တော့အဲ့လောက်ကြီးမတက်ပါဘူး။အင်းကြီးဆိုရင်90ရေလောက်တော့ရှိမှာပေါ့ဒီဒီဘက်တင်ဆောင်တာ။လမ်းမေးလေးတွေဟိုလွတ်တဲ့နေရာလမ်းမေးလေးတွေရွှေ့နေတယ်။ ကျုံကကြပန်းကိုကားနောက်လိုက်တဲ့လူကလိုက်တယ်။ဟိုမျိုးပေးရန်နေပိုင်းလိုက်စင်တဲ့လူကဆင်းတယ်။အခုတော့သူများဝိုင်းနေနေဟိုနည်းနည်းပါးပါးဝါလူယူတရားယူနေတယ်လို့စာ။နေနေစလို့ဖြစ်သွားတော့အဲသူတွေငါကုန်ရှိရတာပေါ့ကျမတို့ဆိုရေထဲမှာအခုကုန်လို့နစ်လို့လူတွေပဲအရပါရလာတာ။အကုန်နစ်မိဖို့တွေရောဘာတွေရောအဲစားကိုစားကွက်တွေအကုန်ပေါ့။အဲ့လိုပဲ။အခုအိမ်တောင်မြုပ်သွားပြီကျမတို့။သားတွေအိမ်နေရတော့အကုန်လုံးရေထဲမှာပဲ။ ရံနေရောဘာတွေရောဘာမှမပေါ့လူတွေပဲအရလာခဲ့ရတယ်တက်တက်ချင်းချွေတယ်မနေ့မိုးလင်းတော့ကြီးကခားလေတော့ဖြစ်သွားတယ်အဲ့တော့ကျမတို့ဝက်တွေလည်းပါတော့ရွှေ့ရတာပေါ့အခုတော့အင်းကြီးကမြုပ်သွားတယ်အင်းကမြုပ်သွားပြီရင်းစိုးတော်အင်းကိုမြုပ်သွားပြီးတော့တသက်မိတ်တွေထိသွားတယ်ဒီမရတာအေယာဝတီမြေဟာဝါထက်တဲ့နှစ်တွေမှာရေတက်တက်ပြီးအခုနှစ်မှာတော့ပြီးခဲ့တဲ့ပွင့်မြေမျိုးကမုံချောင်းကြီးပါပါဝင်ခဲ့တယ်လို့ပြောပါတယ် ကျွန်တော်တို့မှတ်မှတ်ရရပြောရရင်ဝါစုလာပြီးရစပြီးရိုးကြမ်းတာပေါ့ဒီလိုညပြီးတော့တက်လာအခုချိန်ကြီးပဲပြုပဲရေကမနေ့ကစပြီးဒီရောက်လာတယ်ပြောရမှာဒီမြစ်ပြင်ကိုလှန့်ကြည့်ခြင်းအားဖြင့်သိနိုင်တာပေါ့ဒီပြုမြူကြီးဒီရောက်လာပြီးဆိုတော့ဒီမှာရေနည်းနည်းလေးတော့ကူးလာတာပေါ့မိုးများလောအားကြီးတော့အတက်ကရေကအောက်ကိုပိတ်ဆင်းလာတာပိတ်ဆင်းလာပြီဒီကအေယာဝတီမြေကြောင်းနဲ့ကတ်နေတယ်အေယာဝတီမြေက ရေရှမ်းလာတဲ့သဘောပါတော့အောက်ဘက်မှာရှိတဲ့ပြည်နယ်တွေပေါ့ပြည်နယ်တွေတိုင်းနေရအဲ့ဒီကနေတုတ်သွားမှဒီရေကယော့လိုက်မှာအထက်အောက်ကရေကတောင့်ခမ်းနေရင်ကျွန်တော်တို့ဒီရေကလည်းတက်လာဦးမှာပဲအိမ်ရပြောင်းရွှေ့ရသူတွေကိုတပ်မတော်သားတွေနဲ့အုပ်ချုပ်ရေးဘက်ကကူညီဆောင်ရွက်ပေးတယ်လို့ကျမအေးဆောင်ရှောက်မှုတွေလည်းဆောင်ရွက်ခဲ့တယ်လို့ပြောပါတယ်။ဒီမှာတဲ့ဆုံးရှုံးနေတာတွေမကြုံတွေ့ရပါပဲ။လောလောဆယ်ရေပေးစင်မိသားစုတွေစောက်ဝင်နေရမပြေလည်ဘူးလို့ဆိုပါတယ်။အကူအညီပေးနေတဲ့ ဝန်ထမ်းတွေဆိုရအပြင်းမကအကူအညီလိုအပ်ပါတယ်ဆိုရအသုံးနှုန်းကိုတော့ငင်းပယ်ခဲ့ကြပါ